Marvel Studio က corporation တခုမဟုတ်ဘဲနဲ့လူတယောက်တည်းက sole provider ship အနေနဲ့တဦးပိုင်လုပ်ငန်းဆိုရင်ဒီဒေါ်လာတန်း900ကျော်ကိုချီးပြီးလုပ်ခဲ့မယ်ဆိုရင်ဘာဖြစ်သွားမလဲအဲ့လူရဲ့ဘဝတစ်ခုလုံးဘလို့ပြက်စီးသွားမလဲအဲ့လိုကြောက်စရာကောင်းတဲ့အခြေအနေကိုနားလည်ဖို့အတွက် unlimited liability အကြောင်းကိုသိထားဖို့လိုတယ်အဲ့ဒီအကြောင်းကိုတော့ကျမရဲ့ sole provider ship video မှာအသေးစိတ်ရှင်းပြထားပြီးဖြစ်တယ်ဒါပေမဲ့ Marvel ရဲ့အလောင်းစာအောင်မြင်ခဲ့တယ် Robert Downey Jr. ဆိုတဲ့ Rex များရဲ့မင်းသား Iron Man ဆိုတဲ့ Billis character အဲ့ Rex ဒီအားလုံးကအောင်မြင်မှုတွေဖြစ်လာခဲ့တာပြီးတော့အဲ့ဒီရုပ်ရှင်ရဲ့အစုံက post credit scene မှာ Nick Fury ပေါ်လာတဲ့ Avenger Initiative အကြောင်းကိုပြောခဲ့တယ်အဲ့တော့ဒါရုပ်ရှင်ကားတစ်ခုရဲ့အဆုံးသတ်မဟုတ်ဘဲနဲ့ Universe တစ်ခုရဲ့အစဆိုပြီးတော့ပြည်သက်တွေရောကဘာကြီးရောအကုန်တိသွားတယ်။အဲ့ဒီနောက်မှာ Disney က Marvel ကိုဒေါ်လာ၄ဘီလီယံနဲ့ဝယ်ယူခဲ့တယ်။ MCU ကကဘာအောင်မြင်မှုအကြီးဆုံးရုပ်ရှင် franchise ဖြစ်လာခဲ့တယ်။ ခနှစ်ပြန်ချုံရရင်ဒီနေ့ကျမတို့မြင်တွေ့နေရတဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ MCU ဆိုတဲ့ Empire ကြီးတစ်ခုလုံးပေါ့အဲ့ဒါကအစတုန်းကဒီဝါလီခံကန်ကြီးကုမ္ပဏီလေးတစ်ခုပဲသူ့ရဲ့အယူသွတ်ဆုံးအလောင်းစားကြီးတစ်ခုပေါ်မှာတည်ဆောက်ခဲ့တာအဲ့အလောင်းစားကြီးကိုပြုလုပ်နိုင်ခဲ့တယ်ဆိုတာလဲ corporation ဆိုတဲ့တရားဝင်ဖွဲ့စည်းပုံကပေးတဲ့ limited liability ဆိုတဲ့တရားဝင်တိုင်းကရှိနေခဲ့လို့ပဲအဲ့တော့ဒါ founder တွေအတွက်အရေးကြီးဆုံးသင်ခန်းစာပဲ ကိုယ့်ရဲ့ကိုယ်ပိုင်ပတ်စံကိုမထိခိုက်စေဘဲနဲ့ business မှာကြီးကြီးမားမားစွန့်စားခြင်းနဲ့ဆိုရင် corporation ရဲ့ legal ရှိအကြောင်းကိုနားလည်ထားရမယ်။ဒီလိုကဘာကျော်ဇက်လန်တွေရဲ့နောက်ွယ်က business strategy ကိုစက်ပြီးလေ့လာခြင်းနဲ့ဆိုရင်ကျမရဲ့ page ကိုအခုပဲ follow လုပ်ထားလိုက်ပါ။